ရေသမားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဘရူနိုရဲ့ပြောင်းရွှေ့ကလောက်ခတ်နေပြီမဲ့ဘရူနိုရဲ့မိသားစုကတော့ sorry ကိုပြောင်းဖို့စမ်းသပ်မရှိကြဘူးမန်ကပ်တိန်ဘရူနိုဖာနန်ဒက်စ်ကတော့ sorry club alien နဲ့သတင်းတွေထွက်နေပြီမဲ့ဘရူနိုရဲ့မိသားစုဝင်တွေကတော့ sorry ကိုပြောင်းရွှေ့နေထိုင်မှုအတွက်ဆရာထက်တမ်းမှုမရှိဘူးလို့သိရပါတယ်ဘရူနိုရဲ့နာကက်ကလက်ရှိချိန်မှာတော်လေးကိုလှုပ်ခတ်ခတ်ရှိနေခဲ့ပြီးတော့ alien ဘက်ကဘရူနိုခုန်နိုင်မှုအတွက်အပြင်းထန်ကိုစူးစမ်းလာနေခဲ့ပါတယ်မန်ယူတင်းထိုင်အောင်လဲဘရူနိုရဲ့ပြောင်းရွှေ့ခြင်းဖြစ်နေ ပေါင်84သန်းနဲ့ပေါင်သန်းတရာထီကိုတိုးမြှင့်ပြီးကမ်းလှမ်းလိုက်တာကြောင့်အသက်30ပဲကစားမတယောက်အတွက်ဈေးရများတာထက်ကိုဟိုဘက်ကမ်းတော်လွန်နေပါသေးတယ်။ဒါတော့မိုင်ဘက်ကတော့ဘရူနိုရောင်းချဖို့အတွက်စိတ်လဲလာခဲ့ပြီဖြစ်ပါတယ်။လက်ရှိမှာတော့အိလက်ကဘရူနိုရဲ့သဘောထားနဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေရတဲ့သဘောဖြစ်နေရပါ။အိလက်ဘက်ကတော့ဘရူနိုတပတ်လောက်ကပေါင်9သိန်းထီတောင်မှပေးပြီးတော့ကမ်းလှမ်းမှုတွေပြုလုပ်ထားပြီးတခြားသောအပိုစုကြီးတွေလည်းထိုက်တန်တန်နဲ့ထပ်ပြီးတော့ကမ်းလှမ်းထားပါသေးတယ်။ပြီးခဲ့တဲ့ဘက်ကလည်းဘရူနိုရဲ့အေဂျင်ကအိလက်အကြီးကြီးနဲ့ sorry မှာ ွားတွေ့ဆုံခဲ့ပြီးတော့ခုချိန်ထိတိုင်း sorry ကနေမပြန်သေးပဲအကျိတ်နဲ့ဆက်လိုက်ပြီးတော့ဆွေးနွေးနေဆဲဖြစ်တယ်လို့သိရပါတယ်။အဓိကအပြင်လောခလာစာနဲ့အပိုဆူကြီးမှာဘရူနိုတောင်းဆိုတဲ့ပမာဏမျိုးမရောက်ရှိသေးတာကြောင့်ဖြစ်ပါတယ်။အိမ်လည်းကဘရူနိုသုံးနှစ်စာချုပ်ချုပ်ဆိုသွားဖို့ပြင်ဆင်ထားပြီးတော့ဒီသုံးနှစ်တွင်းမှာဘရူနိုလောခလာစာနဲ့အပိုဆူကြီးစုစုပေါင်းပေါင်တန်းနေရာအထိကိုပေးချေသွားဖို့စီစဉ်ထားပါတယ်။အိုင်ဘတ်ခွန်ရှိကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ One Expert အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လေးသတင်းပေးပါစေ။ Football game မှာကစားချင်တဲ့ဆိုတော့ဖုန်းနံပါတ် Viber 39633လုံးခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။အဲ့လေအရင်တော့ကလည်းဆာလာကိုခေါ်ပြီးတော့အပြည့်အနှံစူးစမ်းခဲ့ပါသေးတယ်။ဒါမဲ့ဆာလာလီဗာပူးမှာပဲဆက်နေဖို့ရွေးချယ်လိုက်တာကြောင့်ဆာလာကိုခေါ်မဲ့ဘတ်ဂျက်တွေကဒီတိုင်းပိုရှန်နေပြီးတော့အခုဘရူနိုခေါ်ပြီးမဲ့ကိစ္စမှာအဲ့လေအနေနဲ့ စိတ်လို့ကိုလို့ကိုအသုံးပြုလို့ရနိုင်နေတာဖြစ်ပါတယ်။ Sorry ဘက်ကနေလာတဲ့သတင်းတွေကတော့ Bruno နဲ့ Ailey တို့ရဲ့အကြားမှာသဘောတူညီမှုရရှိဖို့အတွက်အတော်လေးကိုနှီးစပ်နေပြီလို့သိရပါတယ်။ Ailey ကလာမဲ့ဇွန်လ15ရက်နေ့မှာကျင်းပပြုလုပ်သွားမယ်။ကလပ်ကဘဖလားပြိုင်ပွဲကိုရောင်းရှင်ပြိုင်ခွင့်ရရှိထားပါတယ်။ဒါကြောင့်ကလပ်ကဘဖလားမတိုင်ခင်မှာဘရူနိုရဲ့အပြောင်းအရွှေ့ကိစ္စကိုအိလဲဘက်ကအဆုံးသတ်ချင်နေတာဖြစ်ပါတယ်။ Sky Sport ရဲ့ဖော်ပြချက်တွေအရတော့မန်ယူကအိလဲကန်လန်းချက်တွေကိုငင်းပယ်ဖို့တော့မရှိပါဘူး။ဒါပေမဲ့ဘရူနိုရဲ့ဆန်နောက်တော့ဦးစားပေးသွားမှာဖြစ်ပြီးတော့ဘော်ဒီကွေးနဲ့ဖန်နီရှင်က အော်တိုမမှာဆက်နေခြင်းသေးလားဆိုတာနဲ့ပတ်သက်လို့မိုင်ဘက်ကဘရူနဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်နေပါတယ်။အင်မိုရီဘက်ကတော့ရှင်းပါတယ်ဘရူနာသူ့ရဲ့ကစားကွက်မှာကီးပလေယာလို့သတ်မှတ်ထားတာပါ။ဒါကြောင့်လာမယ့်ရာသီမှာလည်းဘရူနိုကိုအသိအောင်းဆောင်ဖြစ်တဲ့မိုင်မှာပဲဆက်ပြီးတော့ရှိနေစေချင်ပါတယ်။ဒါကြောင့်ဘရူနရဲ့အနာဂတ်ကလက်ရှိချိန်မှာဘရူနိုဘာကိုဆုံးဖြတ်မလဲဆိုတဲ့အပေါ်မှာပဲအဓိကမူတည်နေလို့ပြောရမှာပါ။မိုင်ဘက်ချမ်းတော့ဘရူနရဲ့ဆန္ဒကိုပဲဦးစားပေးမှာဖြစ်ပြီးဘရူနိုသာဆက်နေမယ်ဆိုရင်အဲ့လေကမ်းလမ်းမှုညှင်းပယ်လိုက်တော့မှာဖြစ်ပါတယ်။ဒီနေ့မှာဘရူနိုရဲ့မိသားစုဝင်တွေကိုလည်းပြစ်ထားလို့မရပြန်ပါဘူး။သူတို့ကဘရူနိုပြောင်းရွှေ့ကစားတဲ့အသင်းကိုလိုက်ပါသွားမှာပါ။ ဘရူနိုဆော်ရီကိုပြောင်းရင်လည်းဘရူနိုရဲ့မိသားစုတွေကဘရူနိုနဲ့အတူလိုက်ပါသွားကြမှာဖြစ်ပါတယ်။ဒါကြောင့်ဘရူနိုရဲ့ပြောင်းရွှေ့ကိစ္စမှာဘရူနိုရဲ့မိသားစုဝင်တွေအလုံဆောင်မှုကလည်းရေးပါတဲ့နေရာကနေပါဝင်နေလို့ပြောရမှာဖြစ်ပါတယ်။တရင်တချို့ကတော့ဘရူနိုရဲ့မိသားစုဝင်တွေကဆော်ရီမှမနေချင်ကြတာကြောင့်ဆော်ရီကိုပြောင်းရွှေ့ဖို့အတွက်ဆရာထက်တန်မှုမရှိကြဘူးလို့သိရပါတယ်။ဒါကြောင့်အဲလီအနေနဲ့ဘရူနိုကိုခေါ်ချင်တဲ့ဆိုရင်ဘရူနိုရဲ့မိသားစုဝင်တွေကိုပါဆေးရုံရဖို့ဖြစ်လာခဲ့ပါတယ်။ပရိသတ်များအနေနဲ့ကတော့ဘရူနိုရဲ့ပြောင်းရွှေ့နေပတ်သက်ပြီးဘလို့ထင်မြင်စားချက်ရှိလဲပြောပြကြပါဦး။စုံလင်ကြည့်ပြတော့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။